ဗုဒ္ဓဘုရားသမီးနဲ့ဗုဒ္ဓဘုညနေဖွာသာသမီးများအတွက်ကိုခုနှစ်လပိုင်းတစ်လစာကံကြမ္မာများကို ဟောပြောမျှဝေပြီးမှာဖြစ်ပါတယ်နော်အဲ့ဒီတော့ကျမရဲ့ဗီဒီယိုလိုက်ကလေးကို ဗုဒ္ဓဘုရားသမီးတွေဗုဒ္ဓဘုရားညနေဖွာသားသမီးတွေကအစာဆုံးလေးကြည်ပီးသွားပါ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဒီဗုဒ္ဓဘုရားသမီးတွေက9လပိုင်းမှာဆိုရင်အရန်ကိုအရေးကြီးပါတယ်။9လပိုင်းဆိုတာကဗုဒ္ဓဘုရားသမီးတွေအတွက်တလပိုင်းကနေပြီးတော့မှစောင့်မျှော်လာခဲ့ရတယ်။တလပိုင်းကနေပြီးတော့မှ9လပိုင်းကိုရောက်ဖို့အတွက်ကောင်းတဲ့ကံတရားဘက်ကိုရောက်ဖို့အတွက်ကိုအစိုးရကိုဖြတ်ကျော်ခဲ့ရတယ်။ ကာလတစ်ခုဖြစ်ပါတယ်အခု9လပိုင်းဆိုတာကဘုရဘူးသားသမီးတွေရဲ့ဘုရဘူးညနေဘွားသားသမီးတွေရဲ့ဓမ္မထောင်နိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်လာတလာဆိုရင်လည်းမမားပါဘူးเนาะအဲ့တော့မိမိတို့ရဲ့လုံဆောင်ချက်ကလေးတွေကောင်းတဲ့လမ်းကိုတွားဖို့အတွက်ကျမနေနဲ့လမ်းညွန်ပြပြပေးမှဖြစ်ပါတယ်အစိုးရလေးတွေကိုလည်းမလုံဆောင်မိဘူးကျမနေနဲ့အသေးစိတ်ကလေးပြပြပေးမှဖြစ်ပါတယ် ဒါကြောင့်မလို့စာဆုံးလေးကြည့်ပြီးသွားပါအဲ့တော့ဗုဒ္ဓဘုရားသမီးတွေအစမှာဒီခုနလအပိုင်းမှာเนาะသူတို့ကဘာသာရေးနဲ့ပတ်သက်ရင်ပို့ပြီးတော့လှုပ်ဆောင်တတ်ပါတယ်ဖွဲ့အစည်းတွေနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့လှုပ်ဆောင်တတ်ပါတယ်အဲ့တော့လူမှုရေးပိုင်းနေမှာလည်းသူတို့ကအောင်မြင်တတ်ပါတယ်เนาะအဖွဲ့အစည်းတွေလူမှုရေးပိုင်းနေမှာနာမည်ကုန်သတင်းတွေဥဆောင်ဦးရဲ့လောက်ကင်လောက်ကင်နာမျိုးတွေဥဆောင်ဦးရဲ့ เนาะแท้แท้ဝင်ဝင်กุญีไปด่าမျိုးတွေมามิมิโรရဲ့နာမည်တွေအောင်မြင်မှုတွေဂုံတရင်တွေကတိုးတက်တယ်ကြော်ကြားမှုတွေရရှိတတ်ပါတယ်အဲ့တော့အနုပညာဘုရားဘုရားသမီးတွေအနုပညာတမားတွေဆိုလို့ရှိရင်အနုပညာလောက်ไก่နေတဲ့သူတွေဆိုရင်တော့ဒီကာလမှာတေကြာပေါ့အောင်မြင်မဲ့ကာလတစ်ခုဖြစ်ပါတယ်အောင်မြင်မဲ့လာတလာလည်းဖြစ်ပါတယ် အဲ့တော့ပြောချင်တာကဗုဒ္ဓဘုရားသမီးတွေကဒီနုပညာလုပ်ငန်းနဲ့ပတ်သက်ရင်ပို့ပြီးတော့ကြိုးစားပါတော်တယ်နောက်တစ်ခုကဆက်တွေ့ကောင်းနေရရှိတတ်ပါတဲ့ခွင့်လန်းကောင်းနေပေါ်ပေါက်တတ်ပါ နောက်တစ်ခုနဲ့ပတ်သက်လို့ကသူကနိုင်ငံသားသွားမဲ့ဗုဒ္ဓဘုရားသမီးတွေဆိုလို့ရှိရင်ဆက်တွေ့ကောင်းနေဝင်လာတတ်ပါ အော်နိုင်ငံသားကနေကိုယ့်ရဲ့တိမိတ်ဆွေတငယ်ချင်းချစ်သူကြီးစားရဲ့သတင်းစကားကြီးကြားရတယ်ထောက်ပံ့မှုတွေရရှိတော့မှနိုင်ငံသားခရီးတွေတွားတာမျိုးတွေလည်းရှိပါတယ်ဖြစ်တတ်ပါတယ်နောက်ပညာသင်ထောက်ပံ့ကြီးတွေလည်းရရှိတတ်ပါတယ် အဲ့တော့ဗုဒ္ဓဘူသာမီးတွေလူငယ်ပိုင်းမှာပို့ပြီးတော့လဲအကျိုးပေးပါတယ်။နောက်တစ်ခုကကြတော့ဗုဒ္ဓဘူသာမီးတွေကိုပြောချင်တာကကြတော့မိမိတို့အနေနဲ့ကဘာသာရေးကိုလက်မလွတ်ပါနဲ့ဒီကာလလေးမှာဘာသာရေးကိုလုပ်ပြီးပါအဋိဋ္ဌံမပြတ်ပါနဲ့ဒိဋ္ဌံဝင်လာတဲ့ဗုဒ္ဓဘူတွေသာမီးတွေဆိုရင်ဒီအဋိဋ္ဌံအောင်မြင်သွားတာနဲ့ပြီးဆုံးသွားတာနဲ့ကိုလိုချင်တာတွေ ပိုက်ဆိုင်တတ်ပါတယ်အဲဒီအချိန်ဒီကာလမှာဗုဒ္ဓဘုရားသမီးတွေကတမာဒေဝနှကောင်းနှမြက်တွေစောက်ရှောက်ခြင်းတွေခံရမဲ့လတလဖြစ်ပါတယ်။အဲနောက်တစ်ခုက3လအတွင်းတော့ဗုဒ္ဓဘုရားသမီးဒီခုနှစ်လပိုင်းကနေ3လအတွင်းမှာမမျော်လင့်မဲနဲ့ငွေစုလိုက်ပုံလိုက်ပြီးဝင်လာတတ်ပါတယ်။ငွေကြေးတွေကံကောင်းတတ်ပါတယ်။လုပ်ငန်းတွေပြောင်းရင်လည်းကောင်းတဲ့ပြောင်းနေခြင်းတွေ ပြောင်းသွားတတ်ပါတယ်လုပ်ငန်းကောင်းပါတယ်အဲ့တော့စိုင်းတစ်ဖွင့်လာတဲ့လုပ်ငန်းတစ်ထူထောင်တာတွေအရန်ကိုကောင်းမွန်ပါတယ်အစုဆက်ရှယ်ယာတွေထဲဝင်တာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်အဲ့တော့၃လအတွင်းမှာကံကောင်းတတ်ပါတယ်မျက်နာပွင့်လန်းမယ်လူချစ်လူကင်းပေါများတတ်တယ်ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေကြော်ကြားတတ်ပါတယ်အဲ့တော့တချို့တွေကပြောပါတယ်ကျွန်တော်တို့ကတော့အခုချိန်ကြီးကံမကောင်းသေးပါဘူးလို့ပြောနေပါတယ် ဘာကြောင့်ကံမကောင်းတာလဲဆိုရင်ကိုကိုယ်တိုင်ကလှုပ်ဆောင်လို့ကံမကောင်းသေးတာပါကိုစိတ်ကိုကိုပြင်ရမှာပါကိုရဲ့စိတ်ကြီးတဲမှာလွှမ်းမိုးနေတာကကံငါအញ្ញံကံဆိုးနေတယ်ငါအញ្ញံကံမကောင်းဘူးဆိုတဲ့စိတ်ကြီးကလွှမ်းမိုးထားတဲ့အတွက်ဒီလှမ်းလွှမ်းမိုးမှုကဖိထားတဲ့အတွက်ကြောင့်ကောင်းတဲ့ကံနေရာနဲ့မဝင်နိုင်ဘူးလို့ကိုရဲ့ကောင်းတဲ့စိတ်ကလေးနဲ့ကိုရဲ့ ကိုယ်မှာရှိတဲ့စိတ်ဆွမ်းအားတွေနော်ပျောက်ဆုံးသွားတာဖြစ်ပါတယ်ဒါကြောင့်ငါကံမကောင်းဘူးဆိုတဲ့စိတ်ကိုလွတ်ပစ်လိုက်ပါငါဒီနေ့ကနေစပြီးတော့တန်ကောင်းလာပြီဘာမဆိုငါလိုချင်တာတွေရပြီဆိုတဲ့စိတ်ကိုငွေထားမယ်ဆိုရင် တေချာပေါက်အောင်မြင်တတ်ပါတယ်တေချာပေါက်လည်းကံကောင်းတတ်ပါတယ်ကျမကအမြဲတမ်းတွေ့ပါတယ်ကောမတီထဲမှာကျမတို့ကအခုချိန်ဒီကံမကောင်းအခုချိန်ဒီကံမကောင်းအခုချိန်ဒီကံဆိုးနေတယ်ဆိုတာကိုကိုတိုင်ကလုံနေလို့ဖြစ်ပါတယ်အဲ့တော့ငါအခုချိန်ကနေစပြီးကံကောင်းမှုငါအခုချိန်ကနေစပြီးတော့အောင်မြင်ပြီးအစဉ်ပြေပြီးတို့တာတွေးထားပြီးတော့လုံမယ်ဆိုရင်တော့ပို့ပြီးတော့ကိုယ့်ရဲ့ဘဝကြီးက စိုးနေရနေပြီးတော့ယူပစ်တလူပြောင်းလဲသွားနိုင်ပါတယ်မယုံရင်ပြုတ်လုတ်ကြည့်ပါမိမိတို့ရဲ့စိတ်ဆွမ်းအားပို့ပြီးတော့တကူကြည့်ပါတယ်ပို့ပြီးတော့လည်းပါပါမြင့်ပါတယ်เนาะတကယ်လှုပ်ဆောင်ကြည့်ပါကံမကောင်းဆိုတဲ့စိတ်တွေကိုမောင်းထုတ်ပစ်လိုက်ပါကံဆိုးတာတွေကိုလည်းမောင်းထုတ်ပစ်လိုက်ပါအခုချိန်ကနေစပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတာ ਨੇ ငါကံကောင်းပြီဆိုပြီးတော့မှတ်ယူလိုက်ပါအဲ့တော့ဗုဒ္ဓဘုရားသမီးတွေကဒီ9လပိုင်းကနေ3လအတွင်းမှာကံကောင်းနေတတ်ပါတယ် เนาะပြောချင်တာတန်ကောင်းတက်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တာတွေအဲကွာစိုင်းတေးဖွင့်မယ်ငွေကြေးရင်းနှီးမြုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်တက်ပါတယ်လှုပ်ပါရဲရဲလှုပ်ပါเนาะနောက်တစ်ခုအနေနဲ့ကကြာတော့ဟိုတော့ဘူးသားသမီးတွေချစ်သူမရှိသေးတဲ့တမီးကြီးစားเนาะအပြူလူပြူပေါ့เนาะအိမ်အောင်ကြတက်ပါတယ်ရုပ်တရက်ခိုးရလိုက်ပြေးတာမျိုးတွေဖြစ်တတ်ပါတယ်မလောက်ပါနဲ့เนาะအဲ့တော့ခိုးရလိုက်ပြေးတာမျိုးတွေမလောက်ပါနဲ့ ဒါဖြစ်လို့လဲဆိုလို့ရှိရင်မမြဲပါဘူးအိမ်အောင်ရေးမှာဒီအချိန်ဒီကာလမှာအိမ်အောင်ပြုလို့မကောင်းသေးပါဘူးเนาะခြေရင်းနဲ့ပတ်သက်လို့ရှိလို့ရှိရင်တော့မျက်နှာဖွင့်လန်းနဲ့လှိမ့်လန်းနဲ့ပတ်နှင်းခံရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့ထုကယူဆက်ရမယ်အဲ့တော့မိမိတို့ရဲ့ချစ်သူအမိစားပို့ပြီးတော့ဒီချိန်ဒီကာလမှာအေးပေးတာမျိုးတွေဂယုစိုက်လာတာမျိုးတွေအလေးနဲ့ထားတာမျိုးတွေလည်းရှိပါတယ်အဲ့တော့ ဗုဒ္ဓဘုရားသမီးတွေကခြေနှချောင်းဝင်ငိမ့်နဲ့ရှိတာပါလေအိမ်အောင်တယ်ဆိုရင်တော့သားသမီးရေသနာတွေရရှိတတ်ပါတယ်နာမည်ထဲမှာရပလက်ရကောင်းလာဝအခရာအာလုံးပါတယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓဘုရားသမီးတွေကောင်းကျိုးချမ်းသာတွေရရှိတတ်ပါတယ်နောက်တစ်ခုကမျက်စိနဲ့ပတ်သက်တာတွေတောက်ကနဲ့ပတ်သက်တာတွေအကျောနဲ့ပတ်သက်တဲ့ယောဂါတွေဝေဒနာတွေခံစားရတတ်ပါတယ်အထူးဂရုစိုက်ရမှာ ြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘူးသားသမီးတွေဒီကာလမှာဆိုရင်တနင်္လာသားသမီးတနင်္ဂနွေသားသမီးအင်္ဂါသားသမီးတွေနဲ့အတိုက်ခံစကားများတတ်ပါတယ်အထူးကယူဆိုက်ရမှာဖြစ်ပါတယ်အဲ့တော့ကြာသာပရိတောက်ကြစနေသားသမီးတွေနဲ့ကြာတော့အရန်ကောင်းပါတယ်စက်တူစီးွားတွေလောက်ကိုင်းမယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်နောက်တစ်ခု ပုဒ္ဓဘူးသားသမီးတွေဒီကာလမှာမိမိတို့အနေနဲ့အထူးကယူဆိုက်ရမှာရှိပါတယ်ဒါလေးကတော့ ဒီခရီးနဲ့ပတ်သက်တာเนาะခရီးနဲ့ပတ်သက်တာကနိုင်ငံသားခရီးတွေသွားတာကိုကအောင်မြင်နေတယ်ပေါ့เนาะအဲ့ဒါဆိုရင်ခရီးတူခရီးတူလည်းဖြစ်ကမယ်ရင်လန်းခရီးလည်းဖြစ်ကမယ်ရင်လန်းခရီးလည်းဖြစ်ကမယ်ညောက်ရက်ဖက်လည်းဖြစ်ရမယ်ဆိုရင်လုံးဝမသွားပါနဲ့ဒီခရီးမှာနောက်တက်ကြီးရွယ်အိုကိုယ့်ရဲ့မိဘစေမျိုးသားချင်းဂယုစိုက်ပေးပါရုတ်တရက်ကျမ်းမာရင်ညံတက်ပါတယ်6ရောက်တစ်ချောင်းထိကြိုက်တန်ရာရတာမျိုးတွေ ဖြစ်တတ်ပါတယ်အဲ့တော့ဘုဒ္ဓဘုရားသမီးတွေကဒီကာလမှာဆိုပြီးမျက်နာပြက်စရာတွေခဏခဏကြုံရတတ်ပါတယ်ကိုယ်ကြောင့်မဟုတ်ပါဘူးနော်ကိုယ့်ရဲ့မိသားစုကြောင့်ကိုယ့်ရဲ့ဆွေမျိုးသားချင်းကြောင့်ကိုယ့်ရဲ့ညီကိုမောင်နှမတွေကြောင့်ကိုကိုကရာရမျက်နှာပြက်စရာကြီးခဏခဏကြုံရတတ်ပါတယ်အထူးကယူဆက်ရမှာဖြစ်ပါဘာမဟုတ်တဲ့ကိစ္စတွေတွင်လည်းမိတ်ဆွေပေါင်းတွေနေနဲ့လည်းစကားများရတတ်ပါတယ် အဲ့တော့ဖနက်ဆုပ်တွေထီးဆုပ်တွေအိမ်မှာရှိနေတဲ့ဆိုရင်အញ្ញံစွန့်ပစ်ပေးလိုက်ပါ။နောက်ထီပေါကင်းလည်းရှိပါတယ်ဗုဒ္ဓဘုရားသမီးတွေเนาะထီပေါကင်းရှိပါတယ်ထီထိုးပေးပါ။ခုအချိန်မှာအကောင်းဆုံးကတော့အလုတ်အပြောင်းရွှေ့တွေရန်ကောင်းပါတယ်။အိမ်ပြင်ရတတ်ပါတယ်။အိမ်သိဆောက်ရတတ်ပါတယ်။အိမ်အလုံးနဲ့ပတ်သက်ပြီးတော့လည်းခရီးဝေးတွေတွားတတ်ပါတယ်။ဝန်ထမ်းဖြစ်တဲ့ဆိုရင်တော့ယာတူးတိုးခြင်းတွေ ခံရတတ်ပါတယ်အဲ့တော့ပုဒ္ဓဘုရားသမီးတွေအဓိကအရေးကြီးတာကအနဲ့ရောင်လုံးဝမဝေ့စင်ပါနဲ့အနဲ့ရောင်ကိုရှောင်ပေးရမှာဖြစ်ပါတယ်နော်